အပတိသာသနာမှာတောင်းဝင်ကြတာ၃လပြည့်ဖို့၂ရက်ပဲလူတော့တယ်မင်းတို့မိန်းကလေးတွေအပါနေ့တိုင်းမြင်ရတယ်ဒါပေမဲ့မင်းတို့အပါနားမလဲပါဘူးမင်းတို့အပါကောင်းကောင်းမသိပါဘူးမင်းတို့အကြိုက်မင်းတို့ဝါသနာမင်းတို့အယူဆမင်းတို့အတွေ့မင်းတို့အမြင်ကိုအပါကောင်းကောင်းမသိပါဘူးရက်ကွက်စကားပြောရရင်ဖះလာတာကောင်းကောင်းလာပါလား ဘာလို့အပြစ်မရှိတဲ့ကလေးတွေကဂျာရီယာသေပြရတာလဲမေးလို့ရတာပေါ့ဒုက္ခလည်းဒီအတိုင်းပဲဝိပင်းနဲ့ဝေးလင်းတယ်ဒီနေ့ကျမ်းစာမှာလည်းငူရမယ်တဲ့ဒုက္ခနားမလည်နဲ့ဟိုဘာလဲဟိုသဘောကျပြီးတဲ့ကာတုန်လေးတစ်ခုရှိတယ်မိမတွေအကြောင်းကွာငါနားမလည်ဘူးတဲ့နားလည်အောင်ကြိုးစားရင်ကြိုးစားရင်နဲ့မိမ၅ရောက်ရသွားတယ်တဲ့အခုထိနားမလည်သေးဘူးတဲ့ လည်းဒီတိုင်းပဲသလားဒီနေ့ရဲ့တရားတော့မနေ့ရက်တရားရဲ့အခန်းဆက်ပေါ့နော်ဒုက္ခရဲ့အခန်းဆက်ပေါ့ဖះပုံးလိုက်ချိန်နောက်ဆုတ်လိုက်ချိန်ဝေးသွားချိန်ရှိလား yes ရှိပါလား Isaiah chapter 8 verse 17 the lord has hidden himself from his people but i trust him and I place my hope in him နေ့နဲ့ညအလင်းနဲ့အမှောင်လိုပဲနှီးခြင်းဝေးခြင်းပြည့်ညတ်တွေဟာလည်းရှိပါတယ်ညတိုင်းလမသားသလိုနေ့ရက်တိုင်းဟာလည်းပန်းခင်းလန်းတွေမဟုတ်ဘူးဆိုတာကိုအတွေ့အကြုံရသိပြီးသားပါပဲဒီတော့ဘဝမှာချစ်သူကအဝေးရောက်သွားခြင်းဘဝမှာလမသားတော့ခြင်းတန်စင်တွေဂီတတွေပျောက်သွားခြင်းတွေမှာတနည်းပြောရရင် when god sing a million miles away ဖခင်ကကိုနဲ့မိုင်းမိုင်းထောင်တောင်းချီအဝေးရောက်သွားချိန်နောက်ဆုတ်သွားချိန်နေမှာမိမိကဖခင်ကိုဘယ်လိုရှ िख ိုးနေလဲမိကုန်တော့ကွက်ကိုဖြစ် What do you what do you do ဘာလုပ်နေလဲသူများတွေငိုစရာမျက်ရည်တော့မရှိတော့ဘူး သက်ရင်းနှီးမှုတွေဟာဘယ်အချိန်တွေမှာအဆက်သက်ခံရပါသလဲ Friendships are often tested by separation and silence အများသောအားဖြင့်ကွဲကွာသွားချိန်တွေနဲ့တိတ်ဆိတ်သွားချိန်တွေမှာပါအဲ့ဒီအချိန်တွေကို John on the cross က that night of the lord of the soul လို့ပြောတယ် Henry Newman က the ministry of absence လို့ပြောတယ်တခြားသောဆရာတွေက winter the night လို့လည်းသုံးတယ် ဖျားရဲ့တိတ်ဆိတ်ခြင်းပျောက်နေခြင်းနဲ့ပတ်သက်ပြီးဒေးဗစ်ဟာလည်းမကြခဏညီးထွားခဲ့တယ်ဓမ္မောင်းချမ်းမှာဥပမာအပပြောပြမှာဆာလံခန်းကြီး22အငယ်1 Why have you forsaken me ဘာလို့ဆုံးပြထားရလဲကိုရောတခင်ဖျားလည်းဆူတောင်းခဲ့တယ်ဂျက်ဆမန်နေမှာအဲ့ဒီအတိုင်းပဲ Why do you remain so distant ဘာလို့အဝေးနေရလဲကိုရော Why do you ignore my cries for help? ဆာလံအခန်းကြီး43အငယ်နှစ် Why do you abandon me? ဒါကိုဖခင်ကမကြခဏဂရိပေးပါ I will never leave you forsake you never leave you nor forsake you Deuteronomy chapter 31 verse 8စာလံအခန်းကြီး39အငယ်28တန်ရောအခန်းကြီး14အငယ်16နဲ့18ဟေဘရုအခန်းကြီး73အငယ်5 ဖခင်ဂရိမထားခဲ့တာတခုတော့ရှိတယ်။အဲ့ဒါက you will always be my present ဒီတော့ကျွန်တော်တို့ဘက်ကကောင်းကောင်းသိထားရမယ့်အရာတို့ sometimes god hides his face from us ဖခင်နောက်ဆုတ်တတ်တယ်နော်ဖခင်နောက်ဆုတ်တတ်တယ် စံထအတုယူစရာဖြစ်ဓမ္မဟောင်းတွေကယောဘကိုရွေးကျင်တယ် when job life for fell apart and god was silent ယောဘဘဝပြတ်သွားရတော့ဖခင်တိတ်နေတယ်ယောဘသူ့ဘဝအစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ချိန်မှာဖခင်ဂရိဖခင်က တိတ်နေခဲ့ပါတယ်ဘဝပြတ်သွားတဲ့ယောဘဖခင်ကိုထချင်းမွန်းသေးတာသတိရပါ ဟိုဟိုသူခစ်စကားရတော့ယောဘဘဝမြောင်းလဲရောက်သွားတယ်။ဒါပေမဲ့ထချင်းမွန်းတယ်နော်။သူထချင်းမွန်းတဲ့အကြောင်းရင်းတွေကအဲယောဘအခန်းကြီး30ငယ်7 That he is a good and love, loving ယောဘအခန်းကြီး42 That he is all powerful 23 That he notices every detail of my life 34 That he is in control ယောဘအခန်းကြီး28 that he has a plan for my life ယောဘအခန်းကြီး29 that he will save me တဲ့အဲ့ဒါကြီးပြောသွားတယ်ချစ်စွာလို့ပါသူတို့ do not be troubled by trouble သင်ကြုံတွေ့နေရတဲ့ဒုက္ခတွေကသင်ကိုဒုက္ခမပေးမိပါစေနဲ့နားလည်လားမသိဘူး be still for you ငါအတွက်သူအမြဲရှိတာပဲဆိုတာယုံပေးပါဘလို့အနေထားမှာပဲဖြစ်ဖြစ်ဒီနေ့အတွက်ပါဒုက္ခနဲ့ပဲဒီနေ့တော့ပါထောက်ရှိချက်တန်ရုံအခန်းကြီး16ငွေ17 One she has a given birth to the child she forgets the suffering if အကယ်၍များ လေးလေးချုံပြီးတော့တာတာရာနေဘဝမှာထောက်လျှောက်ပေါ့နော်ဥကိနေရင်တင်ဖျားစီလာမှာလားဖျားเจ้าလာမှာလားဒါမိကွန်းပဲအကယ်၍သာမြည်သည့်အခါများတောကဒုက္ခမကြုံကြလျင်ဖန်ဆင်းရှင်ထံစုမပန်မှာတိတ်တည်ကြ၏ဟာရခိမာရကမီ pain is an inevitable suffering is optional နာကျင်မှုကရှောင်မရ ုက္ခကလာနေကြဒါကိုမရွေးချယ်လဲရပါတယ်ဒုက္ခနဲ့ပတ်သက်ပြီးတော့ဒီနေ့အပဟောတာခံယူတတ်ပါစေဒုက္ခကိုအတုံးချတတ်ရင်ကောင်းကင်တက်ဖက်လှေကတိတွေပဲ